ှစ်ဇူလိုင်လ19ရက်နေ့ဟာအမျိုးသားကောင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းနဲ့တကွာမျိုးချစ်ကောင်းဆောင်တွေကြာဆုံးခဲ့တဲ့68နှစ်မြောက်အာဇာနည်နေ့ဖြစ်ပါတယ်။အဲ့ဒီအတွက်အာဇာနည်နေ့ကိုဂုဏ်ပြုကြတဲ့အနေနဲ့အဖွဲ့အစည်းအသီးသီးကပြည်သူတွေစုပေါင်းပြီးအာဇာနည်နေ့အမှတ်တရဝန်ထဲချင်းအထိတ်အမှတ်အခမ်းအနားတွေကိုလည်းဆောင်ရွက်လျက်ရှိကြပါတယ်။ဆန်ခဲ့တဲ့နှစ်များစွာကအာဇာနည်နေ့နဲ့ပတ်သက်ပြီးအထိတ်အမှတ်ပြုလုပ်မှုတွေပပျောက်နေခဲ့ရတာကပြည်ရဲ့2013ခုနှစ်မှာကြာရောက်ခဲ့တဲ့66နှစ်မြောက်အာဇာနည်နေ့မှာတော့ ထင်းရမှတ်ဆောင်ရွက်မှုတွေကိုကြကြပြန့်ပြန့်ပြန်လည်ပြုလုပ်ခွင့်ရခဲ့တယ်လို့အာဇာနည်ခေါင်းဆောင်ကြီးတွေကြာဆုံးခဲ့ရတဲ့နနက်10:38မိနစ်အချိန်မှာလည်းအော်အော်ဆဲတဲ့အစီအစဉ်တွေကိုပြန်လည်တွေ့မြင်ခဲ့ရပါတယ်။ပြီးခဲ့တဲ့နှစ်အာဇာနည်နေ့ရဲ့နနက်10:38မိနစ်ကအမျိုးသားခေါင်းဆောင်ကြီးတွေကြာဆုံးခဲ့မှုအပေါ်ဝန်ထမ်းချင်းအထိမ်းအမှတ်အဖြစ် သွာလာနေကြတဲ့ရင်တွေဟာခက်တရက်နာခဲ့ကြပြီးကားဟွန်းတန်ရှည်တိမှုတွေကိုလည်းပြုလုပ်ခဲ့ကငင်းသက်ခါရဝပြုခဲ့တာကိုတွေ့မြင်ရပါတယ်။ဒီနှစ်မှာတော့အဆိုပါအချိန်မှာအလုံးငင်းသက်ခါရဝပြုနိုင်ဖို့အတွက်ចောင်းသားတက်မကတွေအပါအဝင်အရက်ဖက်အဖွဲ့အစည်းအသီးသီးကကြိုတင်အသိပေးနှိုးဆော်မှုတွေကိုလည်းပြုလုပ်ထားပြီးဖြစ်ပါတယ်။ဒါကြောင့်လေအခုတစ်သက်တင်ဆက်ပေးမယ့် Public Wide ASEAN မှာပြည်သူတွေခံစားလျက်ရှိကြတဲ့ အာဆာနီနေနဲ့ပတ်သက်တဲ့စကားသံတွေကိုစူးစီးတင်ဆက်ပေးလိုက်ပါတယ်။လုံအခုမှဆက်လုံတယ်မျိုးဖြစ်နေတာပေါ့နော်။အမှန်မှန်တော့လုံအများနဲ့လုံသေးတယ်။မျက်စင်လုံသေးတယ်။မမေ့အပ်ဘူးအဲ့ဒီနေရော။အမရော့ဆိုတော့အဘလို့ငငယ်တော့ပဲအဲ့ဒီကအကုန်လုံးဟိုဟာလုံကြံခံထီးတော့ဟုတ်နော်။ဟိုအရင်တော့ဆိုရင်အာဆာနီနေရောက်တိုင်းရောက်တိုင်းလေအဲ့ဒီလီဒီယောနေပြီးတော့ဘူချုံအောင်ဆန်းရဲ့မိခွန်းလေးအတန်လွတ်တယ်။ အခုလည်းအဲ့လိုလွင့်သိကောင်းမယ်နော်ကိုကျော်မိတ်ခွန်းလေလေဘာမိတ်ခွန်းလဲဆိုရင်အများကြီးပဲသူလွဲ့သောတာပြောပြရရင်တော့ဗမာစောက်အကျက်လေလေအကျက်ကိုသူကစောက်ကျက်လို့ပြောတယ်အဲစောက်ကျက်ဆိုတော့လူလျောပူစီတာပေါ့နော်ဟိုပြိုင်ပွဲတစ်ခုလုပ်တယ်လေပြိုင်ပွဲလို့လေပြိုင်ပွဲဆိုရင်ပြိုင်တဲ့လူတွေကအနိုင်ရတဲ့လူတွေက အနောက်ကလူတွေကတိတ်မကွာသေးဘူးအနောက်လှေနဲ့တိတ်မကွာသေးဘူးအဲ့တော့တို့နိုင်ပြီနိုင်ပြီဆိုလို့တက်ထောင်တယ်နောက်တရားလဲစိတ်ဆိုးလို့ဟိုလက်ပန်းကျပြီးတော့လွန်ရင်တော့လွန်နိုင်သေးတယ်အဲ့ဒီမိခွန်းလေးတိတ်ကောင်းတယ်နောက်ပြီးတော့ဘောလုံးကန်လို့ရှိရင်လည်းဘောလုံးကန်ပွဲမှာလေကိုလူကကိုကမနိုင်ဘူးဆိုရင်လူချတာပဲအဲ့ဒီမိခွန်းလေးလေပြန်လွှဲပေးဖို့ကောင်းတယ်အရင်အတိုင်းဟိုအာဇာနီနေမရောက်မီလေ ဟိုအရင်တော့တပတ်လောက်လွှဲပေးတယ်နော်အေးအဲ့လိုဘုချောင်းအောင်ဆိုင်မိခွန်းလေးတပတ်လောက်လွှဲပေးပါလို့ဖြစ်စေချင်တယ်အာသာနေနေကကျွန်တော်တို့ဘူတတန်းမှာထားပါကျွန်တော်တို့ဆို20နဲ့ကျွန်တော်၄နှစ်ရှိသွားပြီအဲ့တော့ဒီ24နှစ်မှာကျွန်တော်ကြုံရတဲ့တတန်းမှာကျွန်တော်အိုးဆွေးချင်းဆိုရယ်အတန်အစိုးရတရားဝင်တာဝန်ယူအိုးဆွေးရယ်ဆိုရယ်အတန်တော့တခါမှမကြဘူးဆိုတော့ကျွန်တော်တို့ကကြီးပြင်းလာတာက အနာရှင်တွေမှာကြီးပြင်းလာတဲ့အတွက်အာသာနီနေဆိုတဲ့ဟာအနှစ်သာရကိုကျွန်တော်ပြေဖို့မသိဘူးလူငယ်တွေကလည်းအာသာနီဆိုတာဘာမှမသိကြဘူးအဲ့လိုအခြေအနေမျိုးမှာကျွန်တော်တို့ကအာသာနီမြိတ်ဆိုတာမတို့အမျိုးသားတွေတမျိုးသားလုံးတကယ်အရေးပါနေတဲ့နေ့တကယ်ဝမ်းနဲ့ခြေခွဲပဲကောင်းတဲ့နေ့တစ်နေ့အဲ့ဒီနေ့မျိုးမှာဘလို့ပုံစံမျိုးကဂုံပြူပြီးအကောင်းဆုံးလေဘယ်ဟာကအစင်နာတွေကောင်းတွေရှိခဲ့လေဆိုတဲ့ဟာမျိုးကိုကျွန်တော်မြင်သိစေချင်တယ်အဲ့တော့ဟိုကျွန်တော်လူငယ်တယောက်အနေနဲ့ပြောတာအာသာနီဆိုတာကကျွန်တော်တို့နိုင်ငံအတွက်တကယ်ကိုအလေးမြတ်ထားတယ် အဓိကအမှတ်တရရှိနေမှာဒီနေ့ပါအဇနီနေ့ရောက်တိုင်းတော့ကျမတို့ကဂျူလိုင်19ဆိုတော့လေလုံးဝမမေ့နိုင်ပါဘူးဗျာဆိုတော့ရုပ်ဆိုင်ချက်ပြင်းခဲ့တဲ့နန်းစင်နေရာလေးအခုတက်တိုင်းမရိုးနိုင်ဘူးဖြစ်နေပါလေအဲ့ဒါရောက်ပါနော်ကလေးလူငယ်တွေမသိတဲ့အချိန်ကြာလို့ရှိရင်တော့ကိုကပြပြမှာပေါ့နော်ဂျူလိုင်19နေ့ရဒီဘက်ကဟိုးဆိုင်ရဲ့မွေးနေ့လည်းဖြစ်တယ်ရာဆုံးနေ့နေ့လည်းဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့ဒါလေးကိုတော့ကျမတို့ကတော့ကလေးတွေတော့မသိနာမဲ့လူတွေတော့ပြောချင်ပါတယ်အဲ့လိုမျိုးပြောနော်အဲ့ဒါဒီရောက်တိုင်းတော့တက်တက်မမေ့ဘူးဆိုတာပဲပြောချင်ပါတယ်နော် ဘာပဲပဲတနေ့တစ်ခါကျတော့ဒီဖက်ကီအတွက်ကတော့ဆောင်ရွက်စေချင်တာပေါ့နော်ဒါပေမဲ့အကြောင်းမျိုးမျိုးတွေရောက်ဟိုဆောင်ရွက်နိုင်တဲ့တကူတော့လည်းဝမ်းနည်းမှုတော့ရှိပါရဲ့ရှောက်ဒါစီပြေပြေခံခဲ့ရတဲ့နေ့တစ်နေ့ဖြစ်တယ်ဟိုကျွန်တော်အခုလိုပြောဆိုလွယ်လွယ်လပ်ပြောလို့ဆိုလို့နေလို့ထိုင်လို့ရတဲ့အခြေအနေမျိုးဖြစ်အောင်လို့ဖန်တီးပေးခဲ့တဲ့ပုံကိုယ်တွေဖြစ်ပြီးတော့ဒီမှာနိုင်ငံသားတွေအနေနဲ့ဒီနေ့ကိုလုံးဝမမေ့တဲ့နေ့တစ်နေ့အဖြစ်နဲ့ကျွန်တော်အထူးဂုဏ်ပြုတဲ့နေ့အစိုးရတရက်ကတောင်းဝန်ယူပြီးတော့ ဦးစီးဆောင်ပြုတ်ပြီးတော့ဟိုအလုပ်လုပ်စားအထိမ့်မှတ်တစ်ခုအနေနဲ့လှူရှားသေးတဲ့နေ့တစ်နေ့ ဖြစ်တယ်အဲ့ဒီဟာပုံမှာအခုလိုမျိုးကျွန်တော်တို့ចောင်းသားတွေဒီတခြားအရက်ဖက်လူဖွဲ့စည်းတွေပြည်သူတွေကအခုလိုမျိုးဆော်អော်မှာနောက်ကနေပြီးလိုက်လာတဲ့အစိုးရမျိုးကဒီမိုကရေစီဆိုတာနဲ့ဆိုရက်နာမည်နဲ့မထိုက်တန်ဘူးအဲ့တော့ဒီမိုကရေစီဆိုတာတစ်ခုဖြစ်ကြောင်းပြကျင်တယ်ဟေးဆိုလို့ရှိရင်ပြည်သူတကယ်လိုလားနေတဲ့ပြည်သူကလည်းတကယ်တည်းနဲ့ကုန်ပြူကျင်တဲ့ပုံကိုယ်တွေကိုပြည်သူနဲ့တသားတစ်ဖြောင်းကုန်ပြူပေးပါဒါအာဇာနည်နေ့ရဲ့ထိုက်တန်တဲ့အလုပ်ပါအာဇာနည်နေ့အပေါ်မှာထားတဲ့ကျွန်တော်တို့ရဲ့သဘောထားတော့ကျွန်တော်တို့လိုလက်နေခွင့်ပြောခွင့် ဆိုခွင့်ရဖို့အတွက်ဖန်တီးပြခဲ့တဲ့ပုံကိုယ်တွေကိုကျွန်တော်တို့အမြဲတမ်းဝန်ညွတ်ကုန်ပြနေပါဘူး။နော်နိုင်ငံတွေဆုံးချုံးဦးတက်ပါပဲ။ဒါနိုင်ငံတို့တဲ့ဟိုကနောက်ကျနေတာဒီကိစ္စကြောင့်ဖြစ်ပါတယ်။နော်အာဇာရေးဆိုတာတနိုင်ငံလုံးကဗိုလ်ချုပ်တွေရဲ့ကျေးဇူးကိုသိတတ်တဲ့အနေနဲ့ဒီကတခါတနေကျင်းပါစေပါလေ။ကျောင်းနေရောဌာနဆရာရောနော်နိုင်ငံတော်အစိုးရဥဆောင်ပြီးတော့တခန္တနာတနန္တရာပေါ်ပမာဏနိုင်ငံလုံးကျင်းပစီကြပါလေဘာလို့อ่ะအဲ့ဒါမှကျေးဇူးတိကျရောက်ပါပါ အာဇာနည်တွေကိုသိဖို့ဆိုရင်တော့ကျောင်းဆင်ပြဌာန်းချက်တွေထဲမှာအာဇာနည်တွေထုတ်ပတ်ကြီးကိုထည့်သွင်းပေးစေပါမယ်။နော်။အဲဒါဆိုရင်နိုင်ငံလူဒီအာဇာနည်ရဲ့ကိုယ်ကျေးဇူးကိုသိကြအောင်ခရီးတို့သင်ကြားပေးစေပါမယ်။အဲဒါနိုင်ငံရဲ့သမိုင်းအစ်စ်ပါ။အဲဒါကျောင်းနေရာအဓိကကြပါမယ်။ပညာရေးဌာနအဓိကကြပါမယ်။အာဇာနည်တွေကိုတော့လေးနဲ့တောင်ဝှထားပြီးတော့ပေါင်းဆင်ရွေးကြပါလို့နော်။နိုင်ငံခေါင်းဆောင်ကြီးရဲ့ကျေးဇူးတင်တဲ့နိုင်ငံတို့တွေအောင်ဆောင်ရွက်ကြပါလို့ပြောချင်ပါတယ်။ ်အာလန်နေပေါ်နေနေဆိုဟိုအာလန်နေဆိုတာဟိုဒီဇိုင်းအတွက်ပေါ့နော်ဒီဇိုင်းအတွက်အဲ့တော့ရန်ဟိုသမိုင်းတည်းဖြစ်တဲ့အတွက်ပေါ့နော်တမျိုးလူငယ်တွေအနေနဲ့ဒီသမိုင်းကိုထိမ့်သိမ်းရမယ်ပြီးတော့အာလန်နေရဲ့ကွန်ပျူတာအနေနဲ့ဒီဒီနေ့ကိုလုံးဝကိုမဖြစ်မနေလုံးဝကိုအဲ့လိုမျိုးဟိုဘယ်လိုလဲကွန်ပျူတာမယ်လို့အဲ့လိုမျိုးဝန်ထဲကျအထိမ့်မှန်အနေနဲ့ကွန်ပျူတာမယ်လို့တမျိုးရှိအာဇာရင်နေ့ရောက်တော့မယ်ဆိုတော့ဗိုလ်ချုပ်တို့ကိုသတိရတာပေါ့နော်သူတို့အကြောင်းလေးတွေလည်းပြန်ပြီးတော့ဟိုရှာပြီးတော့ဖတ်ကြည့်မိတာပေါ့ အဟိုးရင်တော့လို့အော်အော်လေးဆွဲစီခြင်းနဲ့ပြီးတော့ဟိုပြည်သူတွေသွားပြီးတော့လေဘသူမဆိုအချိန်မီးသွားပြီးတော့အလေးပြုတာတော့ပန်းခွေချတာတော့လုပ်စီခြင်းတာပေါ့နော်အဲ့ဒါတွေကတော့အเจ้าနေမှာငငယ်လေးတွေကလေဟိုတမိုင်းနေထဲမှာပေါ့နော်တင်ပေးစီခြင်းတာပေါ့အဲ့ဒါလေးတွေက69နှစ်မြောက်အာဇာနီနဲ့အထိတ်အမှတ်အခမ်းအနားမှာတော့အရက်ဖက်အဖွဲ့အစည်းတွေကပြည်သူတွေနဲ့ပူးပေါင်းပြီးဝန်내ချင်းအထိတ်အမှတ်ညီသက်ခါရဝပြမှုတွေအာဇာနီနဲ့ပတ်သက်တဲ့ကြံရည်ဆိုမှုတွေ အထိမ်းအမှတ်အခမ်းအနားဆောင်ရွက်ခြင်းတွေကိုပြုလုပ်သွားမှာဖြစ်တယ်လို့သိရပါဗျာ။